ို့ခဲ့ကြအောင်ပေါ့နော်အဲ့တော့သူစုံစမ်းလိုက်တဲ့အချိန်မှာမသိလာလဲဆိုတော့အဲ့ဒီကောင်ကြီးက main ကလေးတိုင်းကို လိုက်ပြီးတော့သူ့ရဲ့ဟိုဘယ်လိုခေါ်မလဲအင်္ဂါကိုလိုက်ပြီးတော့ပို့တယ်ပေါ့လိုက်ပြီးပို့တယ်လိုက်ပြီးပြတယ်ငါနင်းကိုဟိုလိုလှုပ်ချင်တယ်လို့ဒီလိုလို့ကြအတ္တကဟိုဘယ်လိုပြောမလဲဆိုတော့သူဖြစ်ခဲ့မယ်ဆိုလို့ရှင်အဲ့ဒီအချိန်ကိုပြန်တွေ့ရမယ်ဆိုတော့အခုမှ18လောက် အဲ့တော့အစိုးဆုံးကဘာလဲဆိုတော့ចောင်းရဲ့ပါတီပွဲတွေမှာပေါ့နော်ចောင်းရဲ့ပါတီပွဲတွေမှာ கே တီမှာဗတ်ဒီပွဲဆိုရင် கே တီအမုတ်တီပေါ့နော်အဲ့တော့သူ့ရဲ့စိတ်ကဖြစ်လာပြီဆိုတဲ့အချိန်တိုင်းအဲ့ဒီ கே တီမုတ်တီဟိုဘယ်လိုခေါ်မလဲသူ့ toilet ထဲသွားလိုက်တယ်ပေါ့ toilet ထဲသွားလိုက်ပြီးတော့သူ့ရဲ့ spawn ကိုယူလာပြီးမှာ အားလုံးပဲမင်္ဂလာပါ Mintin Channel မှာကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးကတော့ဆေကျော်တက်အရွယ်ကောင်လေးတယောက်ရဲ့တော်တော်ဆိုးရွားတဲ့လောရက်နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတယောက်ကပြန်လည်ပြောပြထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။မကြာခင်ကမှလည်းဒီအသက်18နှစ်အရွယ်ကောင်လေးတယောက်ပေါ့စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တဲ့အခြေအနေနဲ့32လမ်းဟိုတယ်ကိစ္စမှာဖြစ်သွားခဲ့တာကိုသတိထားမိကြမယ်လို့ထင်ပါတယ်။အဲ့တော့အခုလိုမျိုးထူးဆန်းတဲ့ကိစ္စတွေအကြောင်းအရာတွေကနေပတ်သက်ပြီးတော့မိဘတွေအနေနဲ့လည်း ကလေးတွေပေါ့နော်ဒီခေတ်လူငယ်တွေကဒီလိုမျိုးကိစ္စတွေရှိတတ်ပါလားပေါ့နော်သတိထားမိစေဖို့ပေါ့နော်ကိုသားသမီးတွေရဲ့ mentality ဘိုင်းကိုလည်းအဲလေးလာအကဲခတ်ဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုသတိပေးတင်ဆက်လိုခြင်းဖြစ်ပါတယ်။ရင်ဆုံးဒီမျိုးသမီးပြောထားတာလေးကိုနားထောင်ကြည့်လိုက်ရအောင်။ ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကိုတောင်းမွေးထားတဲ့အဲမိဘတွေမြင်နေဆိုလို့ရှိရင် ကြည့်ဖြောင်းကြည့်ပါအဆုံးထိကြည့်ဖြောင်းကြည့်ပါမတော်မြန်မာလူမျိုးတော်တော်များများ Facebook တို့အာ TikTok တို့မှာပဲရှိကြတာ哦ဒါပေမဲ့ကိုယ်ဒီမတုံးတဲ့ဥစား platform တွေမှာသူတို့ရှိနေတယ်ရှိနေတဲ့ပုံမှာပြဿနာတွေအများကြီးရှိကြတယ်ပေါ့နော်အဲ့တော့ပြဿနာရဲ့အစားကိုပြောရမယ်ဆိုရင်ကောင်လေးနဲ့အဲကောင်မလေးနှစ်ယောက်ပေါ့နော်အဲ့ဒီအကြောင်းကိုပြောချင်တယ်အဲ့တော့ကောင်လေးရဲ့ type ကိုပြောရမယ်ဆိုရင်ကောင်လေးကနည်းနည်းနွဲ့နွဲ့လေးပေါ့ နော်ကလည်းနဲ့လေယောက်ျားဆန်းဆန်းမဟုတ်ဘူးမင်းကလေးကြိုက်တဲ့တိုက်ပြမှလည်းမပါဘူးပေါ့နော်အဲ့ဒီကောင်းလေးနဲ့ကောင်းမလေးကဟိုး ကလေးဘွားတဲကနေမှကြီးပြင်းလာတယ်မိဘတွေကလည်းဒီကောင်လေးဘသူဒီကောင်လေးဘာဆိုတာသိတယ်နှစ်ယောက်လုံးကသိကြတယ်ပေါ့နော်အဲ့တော့အဲသူတို့ဟိုတကယ်တကယ် stage အမှာကြီးပြင်းလာတယ်ပေါ့နော် okay အဲ့ဒီပြဿနာမရှိသေးဘူးသူတို့ကောင်မလေးကလည်းအာဒီကောင်လေးကငါရဲ့ယုံကြည်ရတဲ့ကောင်တငယ်ချင်းဆိုတဲ့ဟာမျိုးနဲ့ပေါင်းတင်နေဒါပေမဲ့သူတို့နှစ်ယောက်ကဘယ်တုန်းကမှရီစားတမီရီစားမဖြစ်ခဲ့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကောင်လေးကနွံ့နွဲ့လေးဖြစ်နေတာ哦။ကောင်လေးကလည်းသူ့ကိုယ်သူအဲဟိုဘယ်လိုခေါ်မလဲ make လေးကြိုက်တဲ့လူမဟုတ်ဘူးလို့ခံယူထားတဲ့အ တွက်အပြောထားကြေညာထားတဲ့အတွက်အစီပဲပေါ့ okay အဲ့အတွက်အဆင်ပြေသွားအဲ့တော့ကျောင်းနေပြီးကြလို့တို့နိုင်ငံခြားသွားကြတယ်အခုကျောင်းနေပါတော်တက်ကြတဲ့အချိန်ကြတော့ဘာပြဿနာတွေ့ရလဲဆိုတော့ကောင်းမလေးနဲ့ကောင်းလေးနဲ့အဒီနိုင်ငံတစ်ခုကဒီမှာနိုင်ငံရောမပြောတော့ဘူးနိုင်ငံတစ်ခုကဈေးကြီးတယ်ဈေးကြီးတဲ့နိုင်ငံမှာရောက်သွားကြတယ်အဲ့တော့အင်းကိုငားနေတယ်မိဘတွေကိုယ်တိုင်ကပဲလိုက်ပို့ပြီးတော့အင်းကို share နေဖို့အတွက်သူတို့ကိုဟိုဘယ်လိုခေါ်မလဲနေရာချထားပေးချက် ပေးခဲ့လိုက်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်တော့အဲ့တော့သူတို့တွေဟိုကြောင်းတူတူ roommate အနေနဲ့ကြောင်းတက်ကြတယ်ပေါ့နော်အဲ့မှာကောင်မလေးကဘာလို့တော့တွေ့လိုက်လဲတော့မပြောတတ်ဘူးသူစုံစမ်းတဲ့အချိန်မှာအဲသူ့ရဲ့ဟိုငငယ်တော့ငယ်ငယ်ဆိုပေမဲ့လည်းသူတို့ကဟို16 18အဲ16နှစ်တောင်မပြည့်သေးဘဲနဲ့ကြောင်းသွားတက်နေကြတဲ့ကလေးတွေလေအဲပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့အော်သူစုံစမ်းလိုက်တဲ့အချိန်မှာတခြား main ကလေးတွေရှာနေသူဟိုဒီကောင်လေးရဲ့ ဒီကောင်လေးတခြားမိန်းကလေးတွေကိုလှုပ်ထားတဲ့အရာတွေကအကောင်မလေးရှိကို message ရေးဝင်လာတယ်တခြားမိန်းကလေးတွေကလည်းသူ့ပြောလာတယ်ပေါ့နော်အရင်တော့သူ့မပြောခဲ့ဘူးဆိုတာကလည်းကောင်မလေးတွေကဘာလို့ပြောရမလဲဆိုတော့သူ့နဲ့အရန်ခင်တဲ့တငယ်ချင်းဖြစ်တဲ့အတွက်သူ့ရှိကိုဒီ message ရေးကိုမပို့ခဲ့ကြဘူးပေါ့နော်အဲ့တော့သူစုံစမ်းလိုက်တဲ့အချိန်မှာမသိလာတယ်ဆိုတော့အဲ့ဒီကောင်ကြီးက main ကလေးတိုင်းကိုလိုက်ပြီးတော့သူ့ရဲ့ဟိုဘယ်လိုခေါ်မလဲအင်္ကာကိုလိုက်ပြီးတော့ ပို့တယ်ပေါ့လိုက်ပြီးပို့တယ်လိုက်ပြီးပြရတယ်ငါနင်းကိုဟိုလိုလုပ်ချင်တယ်လို့ဒီလိုလို့ကြအတ္တကဟိုဘယ်လိုပြောမလဲဆိုတော့ तू ဖြစ်ခဲ့မယ်ဆိုလို့ချင်းအဲ့ဒီအချိန်ကိုပြန်တွေ့ရမယ်ဆိုတော့အခုမှ16လောက်ပဲရှိသေးတယ်ဆိုတော့ तू လုပ်ခဲ့တဲ့အချိန်က14 15လောက်ပဲတဲကဖြစ်အောင်မယ်ပေါ့နော်အဲ့တော့ထားလိုက်တော့အဲ့လိုမျိုး main ကလေးတွေကိုလည်းအဲ့လိုမျိုးပို့ခဲ့တယ် main ကလေးတွေက तू က तू ကအကောင့်ပေါင်းစုံနဲ့ तू အဲ့လိုမျိုးပို့တယ်ပေါ့နော်အဲ့တော့ကောင်မလေးကအဲ့ဒါတွေကိုတိပြီးဆိုရင်မှ screenshot တွေနဲ့ तू ကအဲဟိုဒါဒီရဲ့ message တွေကိုဟိုဥစားဘယ်လိုကောင်မလဲ ဟိုတင်လိုက်တယ်ပေါ့နော်အဲသူတို့ Instagram တို့ပါတော့သူတို့ group တွေထဲမှာသူတင်လိုက်တယ်အဲ့တော့အဲ့ဒါက အဲ့ဒီအထိလည်းအရန်ဆူဆူရွရွတော့ပြဿနာမရှိသေးဘူးကောင်မလေးကိုလူကြီးတွေကအာမေးချက်မေးမြန်းကြတဲ့အချိန်မှာကောင်မလေးကိုကိုရောဘာမှဟိုဘယ်လိုခေါ်မလဲကိုတိလက်ရောက်ဆိုတဲ့ဟာမျိုးနဲ့ဘာမှတော့မဖြစ်ခဲ့လိုက်ဘူးပေါ့နော်အဲ့ဒီတောက်လျှောက်မှာအတူတူရှိခဲ့တဲ့အချိန်မှာအဲ့ဒီကောင်လေးရဲ့အတွင်းထဲကအငုံစိတ်ကိုမမြင်နေရပါတော့သူရဲ့တခြားမိန်းကလေးကောင်မလေးတွေကိုအဲ့ဒီပုံနေလိုက်ပို့နေတဲ့ပို့နေတဲ့အဲ့လိုလုပ်နေတယ်ဆိုတော့ဘယ်သူမှမသိကြဘူးအဲ့တော့စိုးစုံးကဘာလဲဆိုတော့เจ้าရဲ့ပါတီပွဲတွေမှာပေါ့နော် တောင်းရပါတီပွဲမှာကိတ်တီမဗတ်တီပွဲဆိုရင်ကိတ်တီအမုတ်တီပေါ့နော်အဲ့တော့သူ့ရဲ့စိတ်ကဖြစ်လာပြီဆိုတဲ့အချိန်တိုင်းအဲ့ဒီကိတ်တီမုတ်တီဟိုဘယ်လိုခေါ်မလဲသူ toilet ထဲသွားလိုက်တယ်ပေါ့ toilet ထဲသွားလိုက်ပြီးတော့သူ့ရဲ့ spawn ကိုယူလာပြီးမှအဲ့ဒီကိတ်တီမုတ်တီပေါ်မှာသူကတင်လိုက်တယ်ဒါမဲ့ကလေးတွေဆိုမသိဘူးအားလုံးအေးဆိုပြီးခွဲပြီးစားအဲ့ချိန်တော့အဲ့လိုမျိုးလုတ်ခဲ့ပါတယ်ဆိုတဲ့ဟာကို သူကမင်းကလေးတယောက်ကိုပြောပြထားဖူးတယ် ပြောပြထားဘူးလေပေါ့နော်အဲ့ဒီမိန်းကလေးကလည်းအခုအဲနောက်ပိုင်းမှာသူစုံစမ်းတဲ့အချိန်ကြာမှာအဲ့ဒီရဲ့အကြောင်းအရာတွေအကုန်လုံးကိုဒီကောက်မှလည်းရှင် message ရှင်အရင်တော့ပြောခဲ့တဲ့ message ရှင်ကိုပို့လာခဲ့တာပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောရမလဲဆိုတော့ဒီကောင်လေးကအရန်ကိုခွင့်မလွန်နိုင်စရာဟာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဖြစ်သွားတော့မိဘတွေကိုတိုင်ညာတော့ကြပေါ့နော်အဲ့လိုမျိုးပြဿနာဖြစ်တယ်ဖြစ်တော့ ဒီခေတ်လူငယ်တွေမှာတော့တခုရှိတယ်ပေါ့နော်မဖြစ်မဖြစ်ဘူးဖြစ်လို့ရှင်သူတို့တီးမခံဘူးဆိုတော့ဟာမျိုးတော့ရှိတာပေါ့နော်ကောင်မလေးက အဲအဲ့မှာရှိတဲ့သူ့ရဲ့အမျိုးအတော်တရားကိုခေါ်လိုက်တယ်။ Okay အတော်တရားကိုခေါ်ပြီးတော့အာကောင်လေးကိုဒီသူတို့အတူတူငားနေတဲ့နေရာနေမောင်းထုတ်လိုက်တယ်။အဲသူ့ရဲ့ Wi-Fi password တွေသူတို့သူတို့ရဲ့ဥစ္စာတွေကောင်လေးရဲ့ data တွေအကုန်လုံးကိုလည်းယူထားလိုက်တယ်။အဲ့တော့နင်းဒါဒါငါသမီးကိုထပ်ပြီးတော့ငါတူမောင်ထပ်ပြီးတော့နှောက်ရှက်လာလို့ရှင်တော့ဘာညာဘာညာဆိုပြီးတော့အဲဘာလုံးမညာလုံးမယ်ဆိုပြီးဟာမျိုးနဲ့ warning ပေးလိုက်တယ်ပေါ့နော်။ဒါပေမဲ့ကောင်မလေးကတော့မကျေနပ်နိုင်ဘူးပေါ့နော်။မကျေနပ်နိုင်ဘူးဆိုတာအာဘယ်လိုပြောမလဲ။အဲသူနောက်ကျတော့ဒါနဲ့ထိုးခံရတယ် ဒီမှာ तू ဘယ်လိုခေါ်မလဲ तू ယုံကြည်ရဲ့လူကအဲ့လိုမျိုးဖြစ်သွားတယ်ဆိုပြီးရှက်တာတကြောင်နောက်တစ်ခုကကျတော့သူတို့ဟိုဘယ်လိုခေါ်မလဲအာစိတ်ဆိုးတာပေါ့နော်စကောင်မလေးကတော့စိတ်ဆိုးတာပေါ့အဲ့လိုမျိုးပြောရမှာပေါ့နော်အဲ့ဒါတကြောင်ပေါ့နော်အဲ့အကြောင်းနေ ကြောင်ဟိုပြီးသွားတယ်ပြီးသွားလူကြီးတွေကတော့အဲ့လိုမျိုးစီစဉ်မိတယ်ဘာကြောင့်လူကြီးတွေကတော့အဲ့လိုမျိုးလုပ်ပေးလိုက်လဲဆိုတော့โอเคဒီကလေးလေးတိကလေးအရွယ်မှာမတိပြီးရင်းနဲ့မှားခဲ့တဲ့အရာကြောင့်လူကြီးတွေကတခုလှုပ်လိုက်တယ်စိတ်လိုက်မှမှာတုံ့ပြန်လိုက်တယ်ဆိုလို့ရှိရင်ဒီကလေးကဘဝကြီးတွေကနေဒီလောကဘာလောကကြီးကနေဟိုဘယ်လိုကောင်မလဲ ပျောက်ွယ်သွားမှာအမှုန်လေးဖြစ်ပျောက်ွယ်သွားမှာဘာတစ်ခုမှလုတ်ကင်စားလို့လုတ်စားလို့လုတ်လို့မရတော့ဘူးနေရတခုသွားရဲဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ဟိုတမင်ကလေးဘက်ကလည်းကောင်းလေးဒီဘက်ကလည်းဟိုလူကြီးတွေကလည်းစဉ်းစားပြီးတော့โอเคနောက်တစ်ခါမလုံနဲ့ဆိုတာမျိုးတော့ warning ပေးလိုက်တယ်ပေါ့ဒါပေမဲ့ကောင်းမလေးကမပြီးဘူးကလေးလေးကပြီးပြန်တယ်ရေစကန်သွားလိုက်တယ်အဲ့တော့ရေစကန်သွားပြီးတော့ အဲ့နိုင်ငံကကြတော့ဒီမှာ rules တွေပါတွေကအရန်တင်းကျတဲ့အချိန်အရန်တင်းကျတဲ့နိုင်ငံဒါအားလုံးလည်းသိမှာပေါ့နော်အဲ့တော့ yes scan တော့လိုက်တယ် time လိုက်တယ်ပေါ့နော်ပြောတယ်အဲ့တော့ပြဿနာတွေကတော့ရှင်းလို့မပြီးသေးဘူးကောင်းလေးကိုပဲပြန်ပို့မလားအကြောင်းမထုတ်မလားအကြောင်းထုတ်တယ်ဆိုလို့ရှိရင်လည်းပြဿနာမျိုးပြန်ပို့လည်းတခြားနိုင်ငံတော့လို့ရတယ်ဒါပေမဲ့ကောင်းလေးကအဲ့နိုင်ငံနဲ့ဘက်တော့ကမှဝင်လို့မရတဲ့ဟာမျိုးတွေပါဖြစ်သွားတာဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဒီ video မှာကျွန်မဘာကို message ပေးခြင်းတာလဲဆိုတော့ဘာလို့ message ပေးခြင်းတာလဲဆိုတော့အာတားရှင်နေကိုသားသမီးတုံးနေတဲ့ဟာကာကိုတစ်ချက်တစ်ချက်ဝင်ကြည့်ပါအမြဲတမ်းကလေးကိုတော့အနောက်ရက်ဖြစ်အောင်တော့ဝင်စစ်တာမျိုးဆေးတာမျိုးတော့မဟုတ်မဟုတ်စေပဲနဲ့ပေါ့နော်ကိုသားသမီးရဲ့ဟိုဘယ်လိုခမဲအတွင်းစိတ်ကဘလို့ရှိနေတာလဲကိုသားသမီးကတကယ်လေးပဲနွဲ့နွဲ့လေးဖြစ်နေတယ်နွဲ့နွဲ့လေးဖြစ်ပြီးတော့ချက်ချောက်လေးဖြစ်သွားတယ်ဆိုလို့ရှိရင်လက်ခံရမှာပဲ ဲ့တော့ဒီကိစ္စမှာလုတ်တဲ့ကောင်လေးရဲ့အသက်ဆိုလို့ရှိရင်လည်းအသက်မပြေသေးဘူးနောက်တစ်ခုကသူ့လုတ်ရက်တွေက psychopath ဟုတ်တယ်မဟုတ်ဘူးတော့အတိအကျပြောလို့မရဘူးဒါပေမဲ့အဲ့ဘက်နဲ့နဲ့ရောက်တယ်သူစိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ဘူးလို့ယူဆလို့ရတယ်နောက်မထင်စရာပဲပေါ့နော်သူကနွဲ့နွဲ့နှောင်းနှောင်းလေးယောက်ျားပိတ်ပိတတမဟုတ်ဘူးပြောမယ်ဆိုရင်တော့နည်းနည်းဂေးနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဆိုတော့ဒီကောင်မလေးကလည်းအဲ့သူရဲ့တကယ်ချင်းကဒီလိုလောက်ရက်တွေလုံမဲ့လူစားမျိုးမဟုတ်တော့ဘူးလို့သူကထင်ထားခဲ့တာဖြစ်နေမယ်။အဲ့သူကမခံနိုင်ဖြစ်သွားတာကတော့ ဲ့လိုပေါ့နော်ပါတီပွဲတွေဆိုတဲ့ခါကျတော့သူတို့ကတကယ်ချင်းဖြစ်တဲ့ခါကျတော့ပါတီပွဲတွေဘာတွေမှာကျတော့လည်းအတူတူသူတို့သွားတာတွေရှိမယ်အဲ့တော့ဒီကောင်လေးလှုပ်လိုက်တဲ့ကိစ္စတွေမှာသူတဲစားမိခဲ့တာတွေလည်းပါရင်ပါမှာပေါ့နော်အဲ့ဒါတွေကိုပြန်တွေးမိပြီးတော့သူဘယ်လိုမှလက်မခံနိုင်ဖြစ်ပြီးတော့ဒီကောင်လေးကိုတိုင်လိုက်တယ်ပေါ့အဲ့တော့မိဘတွေအနေနဲ့ကိုသားသမီးတွေကဘယ်လိုတွေစိတ်သက်တွေရှိနေလဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ရဲ့လားပေါ့နော် ဒါတွေကိုလည်းသတိထားဖို့လိုတယ်။မိဘတွေဘက်ကနေပြီးတော့ဗောနော်အာကိုရိုမသူတို့မှလည်းလှုပ်ရှားကြင်ကြာပြီးရှိသေးတယ်။မွေးထားပြီးပြီသူတို့ကိုအဲ့လောက်ကြီးလိုက်ပြီးတော့ဂယူမဆိုင်နေနိုင်ဘူးလို့ပြောလို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ကိုကမွေးထားပြီးဖြစ်တဲ့အတွက်ကိုသားသမီးနဲ့ပတ်သက်ပြီးတော့ကိုကတာဝန်ရှိတယ်။အခုလိုကိစ္စတွေမှာဆိုရင်လည်းဒီကောင်လေးရဲ့မိဘတွေအနေနဲ့ဆိုရင်ဒါပဝန်းကျင်ကလူတည်ရင်တည်တယ်လို့ပေါ့နော်သူတို့လည်းအချက်တွေလည်း꿰နိုင်တယ်တော်လေးကိုဟိုဆက်ဆုပ်ယွန်ရှာစရာကောင်းတဲ့လောက်ရမျိုးလောက်တာဖြစ်တယ်ပေါ့နော်ဒီကောင်လေးကမိဘတွေအနေနဲ့နာမည်ပြတ်နိုင်တယ်တိတ်ခါကြနိုင်တယ် ။နောက်ကိုသားသမီးဖြစ်တဲ့အတွက်လည်းသူရဲ့ကိစ္စအဝဝကကို့မှာတာဝန်လည်းရှိတယ်။နောက်တစ်ခုကတော့ဗောနောမိဘတွေနေတဲ့သားသမီးတွေကိုထိန်းကျောင်းတဲ့နေရာမှာဆုံးမတဲ့နေရာမှာတုံတင်တဲ့နေရာမှာဘာတတိထားစရာရှိလဲဆိုတော့အဲခစ်ကအမြဲတမ်းပြောင်းလဲနေတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်နဲ့အခုဆယ်စုနှစ်မှာကိုမတူတော့ဘူးဗောနောပုံစံတွေမျိုးမျိုးပြောင်းသွားတယ်။အဲ့လိုပဲဒီနေ့ခစ်မှာမိဘဖြစ်နေတဲ့သူတွေရဲ့ငယ်စဉ်ကဖြတ်တန်းခဲ့ရတဲ့ဘဝပုံစံနဲ့ဆုံးမတုံတင်မှုရခဲ့တဲ့ပုံစံနဲ့ဒီဘက်ခစ်ကလေးတွေဒီဘက်ခစ်လူငယ်တွေရဲ့ ခစ်မှာပေးတဲ့ဆုံးမမှုပုံစံမတူတော့ဘူးဆိုတာကိုသတိထားဖို့လိုတယ်။အဲကြောင့်လဲဆိုတော့ခစ်ကတရွေ့ရွေ့နဲ့အမြဲတမ်းရှေ့ကိုသွားနေတာပေါ့နော်။အရန်ကိုတိုးတက်ပြီးပြောင်းလဲနေတဲ့ခစ်ဖြစ်တဲ့ခါကျတော့အဲ့လိုပြောင်းလဲတိုးတက်နေတဲ့ခစ်နဲ့အညီ update ဖြစ်ပြီးတော့လိုက်နိုင်မှအဆင်ပြေလိမ့်မယ်။အဲ့တော့ခစ်နဲ့အမီနီလန်အစ်စ်သူတို့နဲ့လိုင်ယွန်ကြီးထွေဖြစ်မဲ့ပုံစံအစ်စ်တွေကိုပေါ့နော်လိုက်နိုင်ဖို့လဲလိုတယ်ဆိုတော့ဒိဋ္ဌာသင်ခန်းစာယူစရာအကြောင်းအရာလေးလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့အခုနောက်ပိုင်းဒီဆယ်ကျော်သက်လူငယ်တွေပေါ့နော်အသက်တောင်မပြည့်သေးတဲ့လူငယ်လေးတွေကမကောင်းမှုကျူးလွန်တာတွေဒုစရိုက်လုပ်တာတွေဒါတွေကိုလုပ်ဖို့အတွက်ကိုလည်းဒီ73 74လေးရွယ်လေးတွေတဲကဒီရွယ်ချက်ရှိရှိကြံစည်ကြတာတွေဒါမျိုးတွေကိုလည်းတွေ့နေရတယ်တချို့တွေဆိုရင်အဲ့ဒီအသက်မပြည့်သေးတဲ့ဆယ်လေးဆယ်ငါးအရွယ်လေးတွေနဲ့ဟိုတယ်တွေသွားကြတယ်ဟိုကောင်မလေးတွေနဲ့သူကောင်မလေးတွေနဲ့အလိုတွေသွားကြတယ်သွားပြီးတော့စိတ်ဆန္ဒအရာဒီနှုတ်သဘောသူပေါ့နော်ဒီဆက်ကိစ္စဖြစ်တာကို ဲ့လိုဖြစ်တာကိုမှဗီဒီယိုတွေဘာတွေရိုက်ပြီးတော့ပြန်ပြီးတော့ရောင်းစားကြတာတွေအဲ့လိုကိစ္စတွေနဲ့ပြဿနာတက်ကြတာတွေပေါ့နော်အဲ့ဒါတွေလည်းသတင်းတွေမှာတွေ့ရတယ်အဲ့ဒါတွေကဘာကြောင့်လဲဆိုတော့ဒီတိုးတက်လာတဲ့ခရီးဆိုးကျိုးတွေဖြစ်ပါတယ်အဲ့တော့တိုးတက်လာတဲ့ခရီးဆိုးကျိုးတွေဆိုလို့ကောင်းကျိုးတွေရတယ်အများကြီးရှိပါတယ်ဘယ်ဟာမဆိုပေါ့နော်ကောင်းကျိုးတွေလည်းရှိလို့ဆိုးကျိုးတွေလည်းရှိတယ်အဲ့တော့ကောင်းကျိုးတွေကိုလည်းအသုံးချရမှာဖြစ်တယ်လို့ဆိုးကျိုးတွေကိုလည်းသတိထားရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ထူးဆန်းတဲ့အကြောင်းအရာလေးလည်းဖြစ်တယ်လို့သတိထားစရာအကြောင်းအရာလေးလည်းဖြစ်ပါတယ် မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုပဲတတိထားစရာတွေထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားစရာတွေနဲ့ဘူတူတာရစရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာမို့ channel လေးကို subscribe နဲ့ပြီး notification လေးအောင်ငယ်ဖို့ပြောချင်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်မိတ်ဆွေတို့အားလုံးဘေးကင်းကြပါစေ